ိုင်းစကားကထိုင်းလူမျိုးတွေနဲ့အတူနေရင်တက်သွားမှာလားထိုင်းလူမျိုးတွေကိုသင်ခိုင်းရင်ရောပုံမကောင်းဘူးလားဆိုတာမေးခွန်းပေါ့အရကိန်းကြတော့ကျွန်တော်ထိုင်းစကားဆိုတာထိုင်းလူမျိုးတွေနဲ့အတူနေရင်မှတက်သွားမှာဖြစ်တယ်ကိုဘလောက်ပင်တည်တန်းအကောင်းနေတက်တာတက်တာထိုင်းလူမျိုးတွေနဲ့အတူမနေဖြစ်ဘူးဆိုလို့ရှိရင်ထိုင်းစကားတက်လာဖို့မလွယ်ဘူးလေနော်တက်လာမှာလည်းမဟုတ်ဘူးအဲဒါပေမဲ့ကျွန်တော်တို့တေတန်းရှုံးမိုးစွာပြောတတ်ဖို့ဆိုလို့ရှိရင်တော့အလောက်ကလေးနဲ့အဆင်ပြေဖို့ဆိုတာခက်ခဲလိမ့်မယ်ပေါ့နော်စကလုံးအရှင်းနောက်တို့ထားတဲ့လွယ်ပြီးတော့မှတစ်ဖက်လိုနားလဲအောင်စူးစမ်းပြီးတော့ပြောလိုက်ရတာမျိုးရတာပေါ့ဗျာ ထိုင်းနေပြုတ်လာတဲ့အခါမှာလေးပဲဟိုနားမလေတဝဲလေတဝဲနဲ့ဟိုပိုက်ကွန်လိုမျိုးပေါ့ဗျာဟိုတကွဲတီတကွဲလေးနဲ့အဲ့လိုမှန်ဆာရခက်တဲ့အနေထားလေးကျွန်တော်ဂျုံကိုရလိမ့်မယ်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးအနေထားမှာမှန်ဆာရန်ချပြီးတော့မှကျွန်တော်တို့ဘာသာပြန်လဲလို့အဲ့လိုမျိုးလွေးတခါမာတလေးနဲ့ကျွန်တော်အစုံငေါခံရတဲ့အနေထားမျိုးတွေကျွန်တော်ဂျုံကိုရမှာပါထိုင်းမှာကြာကြာနေသွားရင်ရောထိုင်းမှာကြာကြာနေသွားရင်ရောကျွန်တော်တို့စကလုံးတွေများများတီးလာမယ်များများပြုံးနေလာမယ်ဒါပေမဲ့မိုးကွဲကြရွာလိုမျိုးပေါ့ဟိုတကွဲတီတကွဲနဲ့တရားမလို့အားနေနေမှာပေါ့နော်ဆိုတော့ ထိုင်းလူမျိုးကိုသင်ခိုင်းရင်ရောပုံမကောင်းဘူးလားဆိုတယ်မေခွန်းကောင်းတာပေါ့ထိုင်းတန်စစ်စစ်လုံးဝရေမရိုးလေမရိုးရမှာလေအဲ့ဒါပေမဲ့တခုလို့ရှိတယ်ဒါက subject ပါဒါက object ပါကျုပ်တို့အပြုခံဖြစ်တာဖြစ်တဲ့အတွက်ဘယ်နှမှာထားပြီးသုံးရတဲ့ဆိုတဲ့ nickname မျိုးကိုတော့သူကျွန်တော်တို့ကိုရှင်းပြနေမှာလားသူတကယ်ရှင်းပြမယ်ဆိုရင်ရောအနည်းထောင်းလိုက်လားပဲတည်တည်တဲ့မိမိတို့ကိုသူကဘယ်ဘာသာစကားသုံးပြီးတော့ရှင်းပြမှာတော့ body language သုံးပြီးတော့အနည်းတာမျက်လုံး အနေကျမို့နှာခေါင်းဆိုပြီးတော့မှဒင်းပင်းရောကြားတာပေါ့နော်ဟိုတာလီကငှက်ကလေးလိုမျိုးပေါ့တီတီတတလေးနဲ့ဟိုတခွန်းတီတခွန်းပြောတတ်မှာပေါ့နော်အတကယ်ထိရောက်တဲ့ပုံစံမျိုးတော့ရနိုင်မှာမဟုတ်ဘူးအဲကျွန်တော်တင်တန်းလေးတွေကိုမတရားထွန်းရောင်းနေတာမဟုတ်ပါဘူးဒါပေမဲ့မိမိတို့ထိုင်းစကားလိုအပ်ချက်ဘာသာစကားလိုအပ်ချက်ရှိတဲ့အကုန်မာတယ်ညီလေးညီမလေးတွေအနေနဲ့ကိုပတ်စံသုံးမိတော့မှတင်တန်းလေးတွေရှာကြတဲ့အခါမှာလေးလာတင်ဝန်းတွေလောက်ကြတဲ့အခါမှာအာတကယ်တကယ်အယူသိပြေးွားတဲ့တကယ်အစဉ်ပြေချုံမိုးတဲ့တင်တန်းလေးတွေကိုထောက်ကူမျိုးတွေကို တွေးစီရှင်တဲ့ဆန္ဒနဲ့ပေါ့နော်အခုလိုမျိုးခဏခဏလာပြီးတော့ရှင်းပြဖြစ်တာဖြစ်တယ်ရွေးရှိတင်တဲ့တက်ဖို့ကြတော့ကိုယ့်ဟာကိုတေချာပြန်သုံးတက်ဖို့ဗျာပေးလိုက်ရမယ်ပစံပြန်ရလာမယ်တန်ဖိုးမိမိလိုချင်တဲ့ရလာဒါလေးတွေတော့တေချာကြည့်ပြီးတော့မှရွေးရှိပေါ့နော်ဆိုတော့မိမိတို့အနေနဲ့ရွေးရှိမုံလေးတွေလန့်ကြုံခဲ့တယ်ဆိုလို့ရှင်အတင်းထဲမှာတော့တွေးစီနေတာပေါ့နော်ကျေးဇူးတင်ပါတယ်တင်ထဲမှာတွေ့ကြမယ်